မရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နိုဝင်ဘာလ19ရက်နေ့နနက်ခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါရစေ။ပထမဆုံးသတင်းတစ်ခုအနေနဲ့မန္တလေးတိုင်းစင်ကိုင်မြို့နယ်တွင်အကြံပတ်စစ်တပ်၏အတူရောင်တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ပူးပေါင်းပါဝင်နေသောပြူစောတီ9ဦးကိုအရှင်ဖမ်းမိကလက်ပစ်ပုံများတင်စီရရှိခဲ့ကြောင်းကြောက်စဲခရိုင်အမှတ်နှစ်တရင်တခွင်းနှစ်ထံမှသိရှိရပါရစေ။ နိုဝင်ဘာလ18ရက်နေ့တွင်စင်ကိုင်မြို့နယ်အတွင်းအကြံပတ်စစ်တပ်၏အတူရောက်တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် လက်နက်ကိုင်ပူပေါင်းပါဝင်နေသောပြူစောတီများလိုက်ပါလာသည့်ထော်လာတီတစည်းကိုဒေါ်လာရင်တပ်ဖွဲ့များကစောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထို့သောစောင့်ကြိုဖန်စီမှုတွင်ထော်လာကြီးပေါ်လိုက်ပါလာသောပြူစောတီငါဦးကိုဒေါ်လာရင်တပ်ဖွဲ့များအရှင်ဖမ်းမိခဲ့ပြီး၎င်းတို့ကင်ဆောင်ထားသောလက်ပစ်ပုံများလည်းတင်စီရရှိခဲ့ကြောင်းသိရပါသည်။ ရင်သူဖမ်းဆီးရမိသောပြည်စောတိငါဦးကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့လွှဲပြန်ပို့ဆောင်လိုက်ပြီးအရေးယူမှုများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါသည်။အဆိုပါဖန်စီမှုကိုကြောက်စေခရိုင်အမှတ်နှစ်တရင်တက်ခွဲနှင့်ကြောက်စေခရိုင်အမှတ်နှစ်တရင်တက်ခွဲသုံးနှင့်စင်ကိုင်းဘကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များအထူးကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် အလားတူဇူလိုင်လပိုင်းကလေးကနမ်မောင်မြို့တစ်လမ်းပိုင်းတွင်တော်လိုင်းရင်တပ်ဖွဲ့များလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်နေစဉ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီရင်မောင်မင်းသူကိုလည်းအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းထို့သူဖမ်းဆီးရမည်သောရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီရင်မောင်မင်းသူထံမှရွေးကောက်ပွဲလုပ်ငန်းရှင်များနှင့်ပတ်သက်သည့်စီရင်တချို့ကိုတင်စီရရှိခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့မကွေးတိုင်းဂန်ကောမြို့နယ်ရှိအကျံဘတ်စစ်တပ်၏အမှတ်နှင့်ရွှေပင်ရွာဂိတ်စခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ဗိုလ်တအူသေးဆုံးပြီးစစ်တပ်ကရွှေပင်ရွာကိုရွာလုံးကျွတ်မိရှုဖျက်ဆီးခဲ့ကြောင်းယောဂကွယ်ရေးတပ်စစ်ဒေသရုံးဦးဆောင်ကော်မတီ WDF မှပြန်ကြားရေးတာဝန်ခံကိုနေကပြောဆိုပါရယ်နိုဝင်ဘာလ15ရက်နေ့ဂံကောမြို့နယ်ကြောမြို့ကပ္ပစ23ဆက်ယုံသွားရာလမ်းရှိစစ်တပ်၏အမှတ်နှင့်ရွှေပင်ရွာ၌အထိုင်ချတဆွဲထားသောအင်အား200ခန့်ရှိစစ်တပ်ကိတ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ထိုတိုက်ခိုက်မှုအတွင်အကြံပတ်စစ်တပ်ဘက်မှစစ်ဗိုလ်ဆရာချမ်းဆိုသူတေဆုံးခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားနေစဉ်တွင်ကာဘာစာ23မှတံများက3စီးဖြင့်တက်ကူများရောက်ရှိလာပြီးလက်နက်ကြီးအများများဖြင့်ပြစ်ကက်တက်ကက်ခဲ့ခြင်းကြောင့်ဒေါ်လင်းရေဘော်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါသည်။စစ်ခွေးတေဆင်းကတပွင့်ဗိုလ်ဆရာချမ်းဆိုတဲ့သူတို့ဦးတေဆုံးတယ်လို့သိရတယ်။စစ်ခွေးတွေဘက်ကထပ်တိုးတေဆုံးတာတော့မသိရသေးဘူး။စစ်ခွေးတွေဘက်ကထိခိုက်ပျက်စီးမှုချင်းတွေကိုတော့ကျွန်တော်တို့ထပ်ပြီးစုံစမ်းနေတော့မှအဲဒီဂိတ်ကအာနာမသိငင်ကလေးကကာဘာစာ23ရဲ့အထိုင်ဂိတ်ပါ။ ဂိမ်းမာကစစ်ခွေးအင်အား20ခန်းရှိတယ်။ကျွန်တော်တို့ရဲဘော်တွေအထူးကိမရှိပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုယောဂကွေးတက်စီတီတာယုံဦးဆောင်ကော်မတီ YDF မှပြန်ကြားရေးတာဝန်ခံကိုနေကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကံကောခရိုင်တရင်အမှတ်789ယောဂကွေတက် YDF မြေပြင်စစ်ဒေသရုံချုံကျောမျိုးပကဖာတို့မှကံကောမျိုးနဲ့ပကဖာဒုစီရေးတာဝန်ခံ UCB ပူးပေါင်းလုံဆောင်ခဲ့ကြောင်းသိရပါဗျ။ ထို့သောထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်အကြံဘတ်စစ်တပ်ကရွှေပင်ရွာကိုဝင်ရောက်စီးနှင်ပြီးနေအိမ်30ခန်းကိုမိရှုဖျက်ဆီးကာပြည်သူ၆ဦးကိုဖမ်းဆီးခဲ့ကြောင်းထို့သောဖမ်းဆီးထားသောပြည်သူများကိုစစ်ကြောင်းပြန်လည်ဆုတ်ခွာခြင်းတွင်ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့ပဲခူးတိုင်းညောင်လေးပင်ခရိုင်မူးမြို့နယ်တွင်အကြံဖက်စစ်တပ်ဤခမရ97တပ်ရင်းမှစစ်မှုထံတပ်သားတစ်သုံးဦးအလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ထားပါသည် နိုဝင်ဘာလ18ရက်နေ့တွင်မူးမြူနယ်ရှိအကျန်းဘတ်စစ်တပ်၏ခမာယာ851တပ်ရင်းမှစစ်မှုထမ်းတပ်သားတပ်အုပ်ဦးသည်ကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNL တပ်ရင်းရှစ်ထံချိတ်ဆက်ပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထိုစစ်မှုထမ်းတပ်သားတပ်အုပ်ဖြစ်သောအသက်25နှစ်အရွယ်မောင်တန်းစင်ထွန်းအသက်23နှစ်အရွယ်ကျော်စင်ထွန်းနှင့်အသက်24နှစ်အရွယ်ပြည်စုံထွန်းတို့ကိုအကြံဖတ်စစ်တပ်ကအတင်းအဓမ္မစစ်မှုထမ်းစီခံခဲ့ရန်ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ထို့တို့အသိအဓာမှာစစ်မှုထမ်းဆီကမ်းခံရသည့်တပ်သားများအနေဖြင့်နီးစက်ရာတော်လိုင်းတပ်ဖွဲ့များထံသို့လက်နက်ချအလင်းဝင်ပူးပေါင်းကြရန် KNU အမျိုးသားကာကွယ်ရေးအစည်းအရုံးကတိုက်တွန်းထားပါသည်။ အလားတူကြောက်ကြီးမြို့နယ်တွင်လည်းအော်တိုဘားလ15ရက်နေ့ကကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNL တရင်ကိုထံသို့အကြမ်းဖက်စစ်တပ်ဤခလာရခွန်ကတရင်မှပြည်သူ့စစ်မှုထမ်းတပ်သားများဖြစ်သောကျော်စီယာတီဟာနိုင်အောင်မျိုးဦးစီသူဟိန်မောင်မောင်တန်းနိုင်ဦးနှင့်ရာဇာထက်တို့ခုနှစ်ဦးအလင်းဝင်ရောက်ခဲ့ပြီးတန်းနိုင်ဦးနှင့်ရာဇာထက်တို့သည်စစ်မှုထမ်းတပ်သားများအဖြစ်ရောင်းစားခံခဲ့ရခြင်းဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ကရင်မျိုးသားအစည်းရုံး KNU ဘိုကချမှတ်ထားသောမူဝါဒနှင့် policy များကိုလိုက်နာရန်ဥက္ကဋ္ဌဟာမူဒူးစေဖို့နှင့်ဘဒူရွှေမောင်းတို့ကိုအချိန်ချင်းတတိပေးခဲ့တော့လဲမလိုက်နာခဲ့၍အဖွဲ့ဝင်ဖြစ်မှအပိတိုင်ထုတ်ပယ်လိုက်ကြောင်း KNU ဘိုအလုံးမှုဆောင်ဖြစ်ပြောရေးဆိုခွင့်ရှိသူဖြစ်သူဘဒူစောဒာနီကပြောဆိုပါရယ် KNU ဥက္ကဋ္ဌဟာမူတူစီဖို့နဲ့ဘဒိုရွှေမောင်းတို့သည်18ကြိမ်မြောက်ကွန်ကရက်ကထဲကပြန်လည်ရွေးချယ်ခံရခြင်းမရှိတော့ဘဲ KNU ၏တာမန်ဖွဲ့ဝင်များဖြစ်သားရှိခဲ့ကြောင်းထို့သောရှိနေစဉ် KNU ဘဟုကချမှတ်ထားသောမူဝါဒများနှင့် policy များကိုအကြိမ်ကြိမ်ချိုးဖောက်ကျူးလွန်ခဲ့ကြောင်းထို့ကြောင့်အကြိမ်ကြိမ်တတိပေးခဲ့တော့လဲဆက်လက်လိုက်နာခြင်းမရှိ၍အစည်းအဝေးခေါ်ယူဆုံးဖြတ်က KNU ၏တာမန်ဖွဲ့ဝင်ဖြစ်မှအပြီးတိုင်ထုတ်ပယ်ခြင်းဖြစ်ကြောင်းမူတူစီဖို့နဲ့ဘဒိုရွှေမောင်းတို့ကို KNU ဖွဲ့ဝင်ဖြစ်မှထုတ်ပယ်ခြင်းမှ NCA ၁၀နှစ်ပြည့်ပွဲတွားတက်ခြင်းတစ်ခုလည်းကြောင့်မဟုတ်ဘဲအကြိမ် င်ကြိမ်သတိပေးမှုများကိုမလိုက်နာဘဲဖောက်ပြက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကောင်းဆောင်ဟောင်းတို့က NCA ပွဲသွားတက်ရောက်တဲ့အပေါ်ရန်ကြည်တာလေးတစ်ခုနဲ့ဆုံးဖြတ်လို့မရဘူးလေကျွန်တော်တို့မူဝါဒအရခိုင်ခိုင်မာမာရှိတယ်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ထက်ထဲဝင်ဝင် တက်တက်ကြွကြပါဝင်လှုပ်ဆောင်နေဟာပြင်စရာရှိတာပြင်ပြုစရာရှိတာပြုကျွန်တော်တို့ပြောတယ်ဆိုတဲ့ဆွေးနွေးခဲ့တဲ့အချိန်ကာလအပြင်လည်းကျွန်တော်တို့ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာတွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့အချိန်ကာလ၄-၅နဲ့ရှိတယ် ဒီလောက်ကြိုးကြိုးဆဆလှုပ်ဆောင်နေတဲ့အထက်ကပဲဒီမူ policy တွေနဲ့ဆန့်ကျင်ပြီးတော့အာဏာသိမ်းလိုက်တဲ့အခါမှာလုံးဝလက်ခံလို့မရတော့ဘူးအဲ့ဒီလိုအနီအမြင့်တထားတဲ့ဟာကိုတိတိကြီးနဲ့ကြောဖြတ်ပြီးတော့ကျွန်တော်တို့ကိုဖောက်ဖျက်လာတဲ့အခါမှာအထူးသဖြင့်ဒီစာချုပ်နဲ့ပတ်သက်ပြီးသဘောတူတဲ့အချက်တွေကိုကြောဖြတ်ပြီးတော့အများကြီးဖောက်ဖျက်လာတဲ့အချိန်မှာကျွန်တော်တို့ဘလို့မှတိခံလို့မရတော့ဘူး အဲဒါကြောင့်ကျွန်တော်တို့မူဝါဒ policy ရငြိမ်းချမ်းရေးဖြစ်စဉ်မှာဒီလိုစီးပောက်တဲ့သူတွေကိုလုံးဝတွေ့စရာမရှိတော့ဘူးဆိုတာအဖွဲ့ပေါ်မူ policy ချတာဒါကအဖွဲ့စည်းရဲ့မူ policy ပဲဒါပေမဲ့ဒီလိုမူ policy ကိုဆန့်ကျင်ပြီးတော့လှုပ်သွားတဲ့အပိုင်းကတော့ပုံကိုယ်တူအူဂျင်စီရဲ့လုပ်ရက်ပဲ ဒီဟာနဲ့ပတ်သက်ပြီးတော့အဖွဲ့အစည်းတွေမှာလည်းဆွေးနွေးခဲ့တာအချိန်မောင်းမနေဘူးတတိပေးခဲ့တာလည်းအချိန်မောင်းမနေဘူး16ကြိမ်မြောက်ကွန်ကရစ်ပြီးတဲ့နောက်မှာသူတို့ကိုယ်တိုင်လည်းရွေးချယ်ခံရခြင်းမရှိတော့ဘူးဆိုပေမဲ့ KNU ဘက်ဝင်ဖြည့်ရှိပါသေးတယ် KNU ဘက်ရဲ့တာမန်ဘက်ဝင်ဖြည့်ရှိသေးတဲ့အတွက်ကြောင့်မို့ဒီမူပါလစီတွေကိုလိုက်နာကြကြောင်းရှိတယ်လीလိုက်နာရမှာပဲဒါပေမဲ့ဒီလိုမဟုတ်ပဲတတိပေးတဲ့ကြားတဲ့ကပဲထက်ခါထက်ခါဖမှန်တလဲလဲကျူးလွန်ဖောက်ပြတဲ့နောက်မှာတော့အဖွဲ့အစည်းကနေရေးယူပေးလိုက်တဲ့သဘောပဲဖြစ်ပါတယ်ဟုပရိုဆိုတာနီကပြောဆိုပါတယ် KNU အနေဖြင့်လက်ရှိဆရာနာသိန်းစစ်တပ်နှင့်ငြိမ်းချမ်းရေးဆွေးနွေးရန်ကြောင်းမရှိဘဲစစ်တပ်ကပြုလုပ်မည်ရွေးကောက်ပွဲကိုလည်းလက်မခံကြောင်းတရားဝင်သတင်းထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးတော့မြမအရေးဖြည့်ရှင်ရေးအတွက်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလှုံ့ဆော်ခဲ့သည့်လမ်းကြောင်းကိုအခြေခံ၍ဆက်လက်ကင်တွယ်ဆောင်ရွက်မည်ဟုအာဆီယံဥက္ကဋ္ဌသည်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီး Theresa Lazaro ကပြောဆိုပါသည်။ ယမန်နေသတင်းစာရှင်းလင်းပွဲတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးအာဆီယံဥက္ကဋ္ဌအသင်းနှင့်ပြင်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံ၏လုပ်ငန်းစဉ်များအတိုင်းဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းအထူးသဖြင့်စစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ကင်တွယ်ဖြည့်ရှင်းမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါရယ်။လက်ရှိရီမန်ချက်ကတော့မလေးရှားကအရင်နှစ်တွေမှာလှုပ်ဆောင်ခဲ့တဲ့အတိုင်းလမ်းကြောင်းကိုအခြေခံတည်ဆောက်မှာဖြစ်ပါရယ်။မလေးရှားကထိတွေ့ဆက်ဆက်မှုပေါင်း190လောက်လှုပ်ဆောင်ခဲ့ပြီးမလေးရှားကလှုပ်ဆောင်နိုင်ခဲ့တဲ့အရာတိုင်းကိုဖိလစ်ပိုင်ကလှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ကျမတို့အနေနဲ့ထူထောင်ပြီးသားလမ်းကြောင်းပေါ်မှာဆက်လက်လှုပ်လှုပ်သွားမှာပါဒါကတော့ဖိလစ်ပိုင်ရဲ့အမြင့်နဲ့ရည်တည်ချက်ပါဟုဖိလစ်ပိုင်နိုင်ငံသား၏ဝန်ကြီးကပြောဆိုပါတယ်စစ်တပ်ဤရွေးကောက်ပွဲနှင့်အာဆီယံတွင်ရေရှည်ထူးတသမန်ထားရှိ၏ကိစ္စများကိုလည်းလာမယ့်ဇန်နဝါရီလတွင်ကျင်းပမည့်အာဆီယံနိုင်ငံသား၏ဝန်ကြီးများအစည်းအဝေးတွင်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသူမကဆိုပါတယ်လက်တလောအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကမြန်မာစစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲသို့အာဆီယံဖွဲ့ဝင်နေဖြင့်လေးလာဆောင်ကြည့်သူဆေးလွတ်မည်မဟုတ်ကြောင်းတရားဝင်ထုတ်ပြန်ပြောဆိုပါရသည်။ ဆက်လက်ပြီးနောက်ထပ်သတင်းတစ်ခုအနေနဲ့ပဲခူးတိုင်းဂျိုးပင်ကောင်းမြို့နယ်မြို့လယ်ချောင်းရေကင်းဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့ကြောင်းတရင်3831တက်ခွဲငါတာဝန်ခံဘိုမိုးဒီကပြောဆိုပါရယ်။နိုဝင်ဘာလ18ရက်နေ့နနက်အစောပိုင်း၄နာရီခန့်တွင်ဂျိုးပင်ကောင်းမြို့နယ်ရှမ်းကွင်းကျွရအောင်စုရှိမြို့လယ်ချောင်းရေကင်းဂိတ်စခန်းကိုတော်လိုင်းရင်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှမျက်မြင်နှစ်ဦးသေဆုံးခဲ့ပြီးစစ်တပ်ကင်းမုံနှင့်လည်းပြစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါရယ်။ ကျွန်တော်တို့လက်နက်တွေတော့သိမ်းဆည်းရမိတာမရှိဘူးအဲ့ရဲကင်းမှာစစ်ခွေးငါးကောင်ပဲရှိတယ်လို့တရင်ရပြီးဝင်တိုက်တာစစ်ခွေးကင်းမုံနဲ့ပါထတ်တူလို့ပြန်ဆုတ်ခွာခဲ့ရတယ်ကျွန်တော်တို့လက်နက်ငယ်တွေနဲ့ပဲဝင်ရောက်စီးနေတိုက်ခိုက်ခဲ့တာပါစစ်ခွေးမျက်မြင်နှစ်ကောင်တိဆုံးပါတယ်ဟုတရင်383ရက်တက်ခွဲငါတာဝန်ခံဗိုလ်မှူးကြီးကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတာယာဝရီခရိုင်တရင်3837တက်ခွဲငါမှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအထူးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ ဆက်လက်ပြီးတော့အကြံဖက်စစ်တပ်ကချင်းပြည်နယ်အတွင်းသို့ထိုးပဝင်ရောက်ရန်စစ်ကြောင်းထိုးလာမှုကိုချင်းတော်လှန်ရေးတပ်များနှင့်မဟာမိတ်တော်လှန်ရေးများကပူးပေါင်းခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှဗိုလ်မှူးဗိုလ်ကြီးပါဝင်တရာကျော်ဝင်းကျင်တည်ဆုံခဲ့ကြောင်းချင်းပြည်ချင်းလန်အစိုးရကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါသည်။ ချင်းမျိုးသားတက်မတော်နှင့်ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့်ဖွဲ့စည်းထားသည့်ချင်းလန်အစိုးရတပ်ဖွဲ့၏စစ်ကြောင်းတင်းနှင့်စစ်ကြောင်းနှစ်တို့ကအချမ်းဘတ်စစ်တပ်ကိုကလေးမျိုးနယ်၊ဂံကောမျိုးနယ်၊ဖလန်းမျိုးနယ်နှင့်တိတိမ်မျိုးနယ်တို့တွင်တိုက်ခိုက်ခဲ့ကြောင်းချင်းလန်အစိုးရတပ်ဖွဲ့၏စစ်ကြောင်းတင်းက VACOP PDF ၊ကျောင်းသားတက်မတော် ABSDF ၊ PDF ခရိုင်တရင်များ၊ပကဖများ၊ Your Defense Force YDF စသည့်မဟာမိတ်ဖွဲ့များနှင့်လက်တွဲ၍ကလေးမျိုးနယ်၊ဂံကောမျိုးနယ်ကြားတွင်စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြောင်းသိရပါသည်။ စစ်တပ်ကလေယာဉ်နဲ့ဒရုန်းတို့ကိုအပြုပြီးတိုက်ခိုက်နေတော့လေချင်းလန်အစိုးရတပ်ဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့များဤတိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်မှဘုံမှုဘူကြီးအစဉ်အရာရှိများပါဝင်အင်အားတရာခန့်ကိုချေမုံနိုင်ခဲ့ပြီးစစ်တုံးဘက်တချို့ကိုလည်းဖမ်းဆီးရမိကြောင်းလက်နက်ကြဲများလည်းသိမ်းဆီးနိုင်ခဲ့ကြောင်းသိရပါဗျာ အထိနာနေသောစစ်တပ်ကနိုဝင်ဘာလ6ရက်နေ့တွင်တိုက်လေရင်ဖြင့်၄ကြိမ်၊နိုဝင်ဘာလ14ရက်နေ့တွင်တိုက်လေရင်ဖြင့်9ကြိမ်၊ဝိုင်းထွဲလေရင်ဖြင့်1ကြိမ်၊နိုဝင်ဘာလ15ရက်နေ့တွင်တိုက်လေရင်ဖြင့်2ကြိမ်၊နိုဝင်ဘာလ16ရက်နေ့တွင်တိုက်လေရင်ဖြင့်2ကြိမ်၊ဝိုင်းထွဲဖြင့်ဘုံလုံး50ခန်း၊နိုဝင်ဘာလ18ရက်နေ့တွင် Jet Fighter ဖြင့်4ကြိမ်၊လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ အလားတူချင်းလန်အစိုးရတပ်ဖွဲ့ဤစစ်ကြောင်းနှစ်ကချင်း National Defense Force CNDF PDF ဇိုလန်စားသည့်မဟာမိတ်တပ်ဖွဲ့များနှင့်လက်တွဲ၍ဖလန်မျိုးနှင့်ဝေဘူလာမျိုးနယ်ကြားတွင်၎င်းတီးတိမ်မျိုးနှင့်ခိုင်ကန်းမျိုးအကြားတွင်၎င်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြောင်းစစ်တပ်ကနိုဝင်ဘာလ18ရက်နေ့တွင်လေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။ဆလပီနောက်ဆုံးသတင်းတစ်ခုအနေနဲ့ ရင်ပြည်နယ်မြရီမြို့နယ်ရွှေကုတ်ကိုမြို့တွင်ကြားပြန်အွန်လိုင်းငွေလိမ်လည်ရာမှာအသုံးပြုသည့်ကွန်ပျူတာများဖုန်းစင်ကတ်များနှင့်ဆက်ဆက်ပစ္စည်းများကိုဖယ်ရှားနေကြောင်းရွှေကုတ်ကိုအတွင်မှသတင်းရင်းမြစ်များကပြောဆိုပါသည်။နိုဝင်ဘာလ18ရက်နေ့ညနေပိုင်းမှစတင်ပြီးရွှေကုတ်ကိုမြို့မှာတရုတ်များအပါအဝင်နိုင်ငံသားများကြားပြန်လုံသမားများအစုလိုက်ပြုံလိုက်ထွက်ခွာနေကြကြောင်းတချို့သောကြားပြန်ကုမ္ပဏီများကအွန်လိုင်းငွေလိမ်လည်ရာတွင်အသုံးပြုသည့်ကွန်ပျူတာများဖုန်းစင်ကတ်များနှင့်ဆက်ဆက်ပစ္စည်းများကိုပါတပါးနဲ့ဖြည့်ဆည်းခိုင်းနေပြီးယာယီလုပ်ပိတ်မည်ဟုပြောဆိုနေကြောင်းသိရပါသည်။ အလုံးလုံးတဲ့ပစ္စည်းတွေဖုန်းကက်တွေဖုန်းထဲမှာရှိတာတွေဖျက်ဆီးဖို့အဲ့ဒါတွေကိုလက်ထဲမှာဘာမှသက်သေမခံထားဖို့စိုက်တာဝန်ခံတွေကအားလုံးကိုလိုက်ပြောနေတယ်အလုံးလုံးတဲ့နေရာတွေကိုလည်းရှင်းလင်းခိုင်းတာရှိတယ်ဟုရွှေကုတ်ကိုအတွင်မှာသတင်းရင်းမြစ်ကပြောဆိုပါတယ် စစ်တပ်လက်အောက်ခံ BGF ကရွှေကိုကိုရင်ကြားပြတ်များကိုပြည်ပြတ်နှိမ်နှင်းတော့မည်ဟု BGF နိုင်မော်စိုကထုတ်ဖော်ပြောဆိုပြီးနောက်ထိုနေ့ညနေပိုင်းမှာစတင်ပြီးကြားပြတ်လုံသမားများဆူလိုက်ပြုံလိုက်ထောက်ခါမှုများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းနနက်ပိုင်းတွင်လည်းရွှေကိုကိုမှထောက်ခါသူများရှိတော့လေညနေပိုင်းကဲ့သို့ဝရုံသုံးကမဖြစ်တော့ပဲအေးဆေးစွာပင်ထောက်ခါနေသူများရှိကြောင်းသိရပါသည် ရွှေကုတ်ကိုအတွင်းစစ်တပ်ကဝင်ရောက်ညင်ရယူထားပြီးကင်းလှည့်နေကြောင်း BGF များကမူစစ်တပ်နဲ့အတူလိုက်ပါမှုများရှိကြောင်းရွှေကုတ်ကိုမြို့လုံခြုံရေးကို BGF နဲ့စစ်တပ်ကပူးတွဲတာဝန်ယူထားရကြောင်းရွှေကုတ်ကိုအတွင်းမှာသတင်းရင်းမြစ်များကရှင်းပြပါရယ်ဒီကနေ့မှာတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နေပါစေ။